ကိုကျက်စီ तू ဘာလုပ်နေရဲတန်းလေးဗျအိမ်နောက်တော့ဝင်းညီမော်တို့ကမြေကြီးကိုလက်နဲ့တူပြီးသူ့အိမ်တရားရှင်သနာတွေကိုထည့်လိုက်တယ်ဟာကိုကျက်စီဟောမဟောမ तू ကကိုကျက်ကြီးပြောသလိုလုပ်နေရပါလားဗျကိုကျက်ကြီးကဘာပြောလို့လဲငပရဲ့ဟာကိုကျက်ကြီးပဲပြောတာလေစုချင်းငွေရရင်အဲ့လိုလုပ်မှာစို့အိမ်တော်မှချက်ကြီးလေးသူပြောထားတာကိုတတိယသွားတယ်ငပိန်အနောက်ကနတ်ဖွဲ့ကိုတွားခေါ်လာခဲ့ ီးခဲ့တဲ့အပိုင်းနှစ်မှာတော့ပိုဒူရိုတကြွေတရေများကျုံရောက်လာကြပြီးတရေဖန်ခဲ့ကြသည်။ဒါပေမဲ့တရေကိုတော့မဖန်မိတဲ့အတွက်ကြောင့်ချစ်စုအနီမှာတရေကလူပြစ်နေနိုင်လေလို့ပြောတော့သူတို့အားလုံးအံ့ဩသွားကြသည်။ဒီတော့အခုလာမယ့်အပိုင်းမှာချစ်စုတင်တာမှန်မလားဆိုတာကြည့်လိုက်ရအောင်နော်။ချစ်စုစကားကိုကြားလိုက်တော့အားလုံးကအံ့ဩသွားကြသည်။ချစ်စုကကျုံးမိုင်ကိုတက်တက်ကြည့်။ကျုံးမိုင်ဒီကျုံးမိုင် လာပြင်းလာခွေတိုင်းတင်းမောနဲ့ထွက်ထွက်သွားတဲ့တဲ့ဝိညာဉ်ရှိလိုက်ဒါတော့ဒီကျောင်းကဝိညာဉ်နိုင်နေပါပါပဲဒါပေမဲ့မြင်းနဲ့ကြည်သွားလာတဲ့တကူတော့ခေပောက်ကစစ်စေးမှုပဲတည်လိမ့်မှာသူ့ကိုသွားမိလိုက်ပါကျောင်းမိုင်အဲ့လိုပြောလိုက်တော့ကိုချက်ကြီးကဒါဆိုကျွန်တော်တို့နောက်ပတ်လာပြင်းနေကိုစောင့်ရအောင်ပါပဲဗျဟုတ်တယ်မလားကျောင်းမိုင်음ဟုတ်တယ်တင်းမောကလာပြင်းလာခွေမှာထွက်တာဆိုတော့ခေပောက်ကိုစောင့်နေသူရဲ့လေအဲ့နေကြမှာပဲထွက်မှာအဲ့ဒီအချိန် ဖိုးထူးအောင်ဝင်မေးလိုက်တယ်။ကျွန်တော်တို့အခိုးခံလိုက်ရတဲ့အိမ်ကိုတွားကြည့်လို့ရမလားဗျ။ဟမ်ဖိုးထူးအဲ့လိုပြောလိုက်တော့ငပိန်ကဟုတ်တယ်ဗျ။တကူကူတဲလွန်စားဖြစ်ဖြစ်ကြံကြံငင့်နိုင်တာပဲ။ကျုံးမိုင်လေးဖိုးထူးတို့ပြောတာကိုလက်ခံလိုက်တယ်။ကောင်းပါပြီ။ဒါဆိုရင်တော့ကျုံးနောက်ကလိုက်ခဲ့ကြပါ။ဒီလိုနဲ့ဖိုးထူးတို့တတွေ့ကျုံးမိုင်နောက်ကနေလိုက်သွားကြတယ်။ တခိုးအခိုးခံလိုက်ရတဲ့အိမ်ကိုရောက်မှဖိုးထူတို့တတွေကအခိုးခံလိုက်ရတဲ့နေရာတစ်ဝိုက်ကိုရှာကြည့်နေကြတယ်။အမှုတွေပေါ်ထုတ်တဲ့နေရာမှာကျွမ်းနေငပိန်ကိုအလုံးဝအကူတကြီးနဲ့ကြည့်နေကြပြီးဖိုးထူကဟဲ့ငပိန်ဘာတူလဲကွာဒီဝိညာဉ်ကြောစင်ကကိုတဲ့နေရာမှာတော့တော်တော်ပိရည်ရလို့ပြောရမှာကွာပြောရရင်တခိုးကျမနဲ့မွေးလာတယ်သူလိုပဲဒါပေမဲ့သူဘလောက်တော်တော်ဟာကွက်တကူတော့ရှိနေရေးကွာဟာ ငပိန်အဲ့လိုပြောလိုက်တော့အားလုံးကစိတ်ဝင်စားသွားကြတယ်။ဘာဟာကွက်လဲကွာငပိန်ကဟာကွက်ဆိုတာတခြားတော့မဟုတ်ဘူးဒီတော့တယ်မင်းကွငပိန်အဲ့လိုပြောလိုက်တော့ကိုချက်ကြီးကဘာလို့လဲငပိန်ရဲ့ကိုချက်ကြီးတို့ရှေ့မြပါတလူပြကျွန်တော်ခမဲကြီးရတဲ့လောက်ဆိုဝိညာဉ်တကူကဒီအိမ်ကအင်သားတယောက်ပုံစံဖမ်းတာပဲဖြစ်ရမှာငပိန်ကအဲ့လိုပြောပြီးတော့ကျွမ့်မိုင်ုံထပ်မင်းလိုက်တယ်ကျွမ့်မိုင်ဒီနေ့ ဒီငါရင်သားတယောက်ဘသူတပတ်ကံကိုကုသွားလိတွမိုင်တိလားမတိဘူးကဲနကကုမိတ်ဆိုဘသူမှချုပ်ကိုလာမပြောကြအောင်လीဒီမှာကန်းကိုကုသွားတဲ့အင်းသားတယောက်တော့ရှိရမယ်ဗျအဲ့ဒီအင်းသားရဲ့ပုံစံဖမ်းပြီးဝင်းကြီးတကွာဒီအင်းထဲကိုဝင်လာမယ်ပြီးတော့အင်းသားတွေမရှိမိလောက်မဲ့အချိန်မှာပစ္စည်းတွေကိုခိုးပြီးပြန်ထွက်သွားမယ်ဒလိုနီးနဲ့သူ့ကိုဘသူမှမဖမ်းမိနေရတယ်ဗျနေရပါလို့ဒလိုပြောနိုင်ရလဲဟာငပင်းရ ဘာလို့ဆိုဒီမှာကြည့်လိုက်လीတကူကတော့ဖွင့်မို့တော့အေးစီပဲဒီတော့ခလကိုဖွင့်နေတော့နေပဲဖွင့်ပြီအထရာပီစီကိုယူသွားတာဟိုတော့တယ်အပေါ်နေရောမဖြစ်နိုင်ဘူးလားကွဒါမှမဟုတ်ငါတို့စကားတွေရလို့တော့ဖွင့်ကျွမ်းနေသူရောမဖြစ်နိုင်ဘူးလားမဖြစ်နိုင်ဘူးဘာလို့ဆိုရင်ဒီမှာကြည့်ဒီတော့ခလရဲ့အပေါကသွားကြထိုးတယ်တော့ဝင်မရအောင်ကျင်းနေကွငပိန်ကပို့ထူးမိတာကိုကြကြလက်ကြပြင်ပြနေရကြည့်ပြီးကျွမ်းမိုင်က တကယ်ပဲခမားခေါ်လာတဲ့ကလေးတွေကတုံယုံတယုံကလေးမဟုတ်ဝဲပြကိုချက်ကြီးကချက်ကြီးကတော့ဘာမှပြမပြောဘဲပြုံးမိပြုံးများလိုက်တယ်တလုံးနဲ့နောက်ဘက်လာပြင်းကြီးကိုရောက်တော့ဖို့တူတော်အလုံးကမ်းမော်အားစစ်စေးကြီးမှအတင်းမော်စီဖို့အတွက်တန်းစီနေကြတယ်ကိုချက်ကြီးအဲ့ဒီဝိညာဉ်တကူကျော်စင်ကဒီကိမာရောအသားကဲမျက်နှာပုံတက်သားလောက်လားဗျတက်လို့မရဘူးဖို့တူ ဒီကိန်းနဲ့တင်းမောဘွားအရန်စစ်စီရေးကြမ်းတာနည်းနည်းလေးပုံနာစားသူတို့သည်အဲ့ဒီရဲ့ချင်းကိုကြက်ကြီးရှိကဝင်းကြီးကိုဂိတ်မွားဟေးမောရူမင်းအပတ်တိုင်းသွားလာကြည်လားကဟမ်တပတ်ကမှအိမ်တော်နေပါရင်များကြာနေရလားဟာမဟုတ်ပါဘူးဗျကျုပ်ကတင်းမောစီရတာကိုကြိုက်လို့ပါခင်ဗျာလေပြီဗျာလက်မအနောက်မှာတန်းစီရလူတွေအများကြီးပဲဗျဒါနဲ့ဂိတ်မူလေမော်ရိုကိုလက်မှတ်ပေးလိုက်တယ်မော်ရိုဆိုတဲ့ဝိညာဉ်နဲ့ဂေမှုစကားပြောနေရကြတော့ ငပိန်ဟာကိုချစီခုနကပြောတာကြားလာဗျခဏခဏကဲငူးတွေဆိုပဲအဲ့ဒီငွေညီများလားမသိဘူးနော်အဲ့နောက်ကိုချစီကလေးရောက်လာတော့ကျွန်းမရဲ့အမှန်သားတစ်စိတ်ကိုဂေမူးကိုပြန်လိုက်တယ်ဂေမူးလည်းပေါအောင်ဆိုလိုနေစောင့်သိလိုက်ပြီးကိုချစီကစကားစပြောလိုက်တယ်ကျုပ်မိတော်ကိုကစပြီးတော့အမှန်တိုင်းနဲ့သိကြပြေပါနော်မိပါကျုပ်တည်တဲ့ကိစ္စဆိုအမှန်တိုင်းပဲပြေမှာပါခုနကဝင်းညီက ။လားပြင်းလားွယ်တိုင်းတင်းမောနဲ့ခီးထွက်နေကြလား။လားပြင်းလားွယ်တိုင်းခီးထွက်တာကတော့ဟုတ်တယ်။ဒါပေမဲ့တင်းမောနဲ့တော့မဟုတ်ဘူး။ဂိတ်ကတော့လားပြင်းလားွယ်တိုင်းဖြတ်ပြီးသူ့သွားကျင်တဲ့နေရာသွားတာပဲ။ဥပမာတရဲရွာတို့တရဲပန်းချံတို့တရဲမြို့တို့ပေါ့။ဟာအဲ့ဒီရဲ့ချင်းမိဝိုင်းမကချက်ကြီးဦး။ကိုချက်ကြီးဟိုမောင်မဟိုမင်းရင်တင်းမောမောင်တက်သွားပြီ။ဒီကလေးငါရောက်ကိုတင်မောစီဝင်ကဲလက်မှတ်ဖြတ်ပေးလိုက်ပါ။ကလေးတွေလက်မှတ်ကိုယူပြီးတော့ခေးပေါ်မှာတွားဆောင်မိ ကိုကြက်ကြီးမေးချင်ရှာမေးလိုက်အောင်ကိုကြက်ကြီးမလာမချင်းဘာမှမလုပ်ကြနဲ့နော်ပေါ်သူရောအာလန်လေးဂိမ်းမှုပြီးတဲ့လက်မှတ်ကိုယူလို့ထွက်သွားကြတယ်ကိုကြက်ကြီးဟာသူ့လက်ထရပစ္စည်းကရောဘာလဲသူကဘာကိုတဲသွားရလဲကျုပ်မသိဘူးကျုပ်တို့မှဒါကိုမေးခွင့်မရှိဘူးတဆိုင်ရနေမီတီတီကတာဝန်ရှိသူပါပဲမေးလို့ရတာကျုပ်တို့ကဖြတ်တန်းခွင့်လက်မှတ်ပေးုံမေးဗျဒါဆိုအဲ့ဒီဝိညာဉ်ဘလို့တဲသွားခဲ့တာလဲဆိုတာကိုရောသိရလားဒါလည်းကျုပ်မသိဘူး ဘွာကူတင်မောကတင်မောကပ်တိန်ကိုတော့မိကြည့်သူပဲတိမာဗျအဲ့လိုပြောပြီးချက်ကြီးကိုလက်မဲ့ဖြတ်ပေးလိုက်တာချက်ကြီးလေးနေရာနေထွက်သွားတယ်ကရိုစီမှာတော့ခီးသွားတင်မောနဲ့ဘွာကူတင်မောဆိုတဲ့တင်မောနှစ်စီးကန့်ကတ်ထားပါတယ်ခီးသွားတင်မောဘောကဖိုးတူတို့ကချက်ကြီးကိုမြင်တော့လှမ်းခေါ်ကြတယ်ကိုချက်ကြီးကိုချက်ကြီး ဒါပေမဲ့ချက်ကြီးကသူ့ကိုခေါ်တာမကြဘူးဘဝကူတင်မော့စီကိုထွက်သွားတယ်ဟာကိုချက်ကြီးတင်မော့မှားသွားမလားမသိဘူးနော်ပုတ်လောက်ပါဘူးကွာသူလုံးဆန်ရှိလို့နေမှာပါကွာငါတို့ဒီမှာပဲထိုင်ဆောင်တာပေါ့အဲ့ဒီရဲ့ချင်းခီးသွားတင်မော့ဘော်ကတင်မော့ကပ္ပတိန်ကခီးတယ်များခင်ဗျာခဏနေကြရင်တင်မော့ထွက်တော့မှမို့ကို့နေရာကိုထိုင်နေကြဖို့ပြောချင်ပါတယ်သူတို့နာမအော်နေတဲ့တင်မော့ကပ္ပတိန်ကိုမိဘိုင်းက ခဏလောက်စောင့်မိပါလားကပတိန်ကြီးရဲ့တမီးရဲ့ကိုကြံနေသေးလို့ပါမရပါဘူးသူ့အတွက်ချိန်နေ ထွက်ရမှာမို့နောက်9မိနစ်နေရင်တင်မောစထွက်ပါမယ်အဲ့လိုပြောလို့ထွက်သွားတယ်တပတ်ကဘဝကူတင်မောပေါ်မှာချက်ကြီးဟာတင်မောကပတိန်နဲ့စက္ကန့်နဲ့မှနှစ်ယောက်တွေ့နေကြတယ်ခမရဗျာကျုပ်ကိုတော်တော်အလုလာပေးတာပဲ အဲ့ဒီမော်ရိုဆိုတဲ့ဝိညာဉ်ရဲ့တည်စင်းရဗမာမက်နောင်ကျုပ်မသိတော့ဘူးဗျကုညီပါကက်ပတိန်ရေကျုပ်တို့အတွက်အရေးကြီးလို့ပါဗျာဗာလေးဗျသူ့ကိုဝိညာဉ်တကူကျော်စိန်လို့ထင်လို့လားဒါကစုံစမ်းရေးလိုအပ်ချက်မို့ပြောပြလို့မရပါဘူးကက်ပတိန်လည်းတပြင်းချလိုက်ပြီးတင်းမော့ဆာခန်းကြီးကဆောင်ရွက်ဆောင်ရည်နေကိုလိုက်ရှာတယ်အိမ်နောက်တော့ဖိုင်တွေတစ်ခုတွေကမော်ရိုဆိုတဲ့နာမည်ကိုတွေ့တဲ့အခါခမရိုရှာနေရဒီဝိညာဉ်လားချက်ကြီးကလည်း ဖိုင်တွဲကိုယူပြီးဖတ်ကြည့်လိုက်တယ်။သူမြင်လိုက်ရတဲ့မော်ရီရဲ့တည်ဆုံးမှုကြောင့်ချက်ကြီးလဲအံ့ဝန်သွားတော့တယ်။ဟမ်ဘလို့စပိန်မော်ကပြုတ်ကြပြီသေးတာဟုတ်လား။အင်းဟုတ်တယ်လေ။ဟိုရင်ဆိုတော့ဘိုင်းရင်မဲဖြစ်ဖြစ်အန်နီရရှိတာပဲလीဗျ။ဟမ်ချက်ကြီးလဲတေချောင်နောက်တစ်ကြိမ်ထက်ကြည့်ခဲ့ပြီးဘဝကူတေမောဘကနေဆင်းလာတော့တယ်။အဲ့နောက်တော့ ခီးတဲ့တင်မောစထွက်ချိန်ကွက်တီမှာတင်မောမော်ကိုရောက်လာတယ်။တော်ဘောကချက်ကြီးကိုမြင်လိုက်တော့ဟာဟိုမောင်မကိုချက်ကြီးလာနေပြီ။ငါပြောပါတယ်လာမှာပါလို့ချက်ကြီးကသူ့နာကိုရောက်လာတယ်။ခလေးတို့အဲ့ဒီဝိညာဉ်ပမာလေး။ရှင်နာလေးမှာပဲကိုချက်ကြီးရဲ့ဟိုရှိမှာဗျ။ချက်ကြီးလေးမော်ရိုးဆိုတဲ့ဝိညာဉ်ကိုလှမ်းမြင်တော့သူ့ဣဒီယာပစ္စည်းတွေကဘာလဲလေခလေးတို့။ဟိုနည်းနည်းတော့ သိငါစရာကောင်းနေကိုချက်ကြီး။ဘာများလဲချက်စီ။ခုနကတင်မောဝမတက်ခင်သူ့ရဲ့အိတ်ကိုတင်မောရရှိနှစ်ယောက်ကစစ်ပြီးတယောက်နဲ့တယောက်ကောင်းကြီးပြလို့ဘာမှမပြောဘဲနဲ့တောင်းခွင့်ပေးလိုက်ကြတယ်။ဟမ်။ဒါဆိုရင်တော့ကြည့်ရလား။ဒီတင်မောကသူတွေနဲ့သူ့ပေါင်းထောင်ပုံရတယ်။ကန်းကိုရှောင်ရင်ကိုချက်ကြီးကိုအဖွဲသုံးဖွဲခွဲပြီးတော့သူ့နောက်ကနေလိုက်မယ်။ကိုကြကြီးတို့ချောင်းတန်းလိုက်သွားရင်သူရှိမိသွားလိမ့်မှာဒီတော့ငပိနဲ့ကိုကြကြီးအရှိရသွားမယ်ဖိုတူနဲ့မိဝိုင်းကအလဲကားလိုက် ချစ်စုနဲ့တော့ဘောကနောက်ဆုံးအနေလိုက်ဟုတ်ပြီနော်ကံကလာကြည်မောသူတို့လိုက်နေရဲ့ဝိညာဉ်မော်တို့ကဝိညာဉ်တွေမရှိရဲ့နေရာတစ်ခုကိုသွားလိုက်တယ်ချက်ကြီးနဲ့ငပင်းရနေနောက်ကနေလိုက်သွားပြီးဝိညာဉ်မော်တို့လုံနေရာကိုအကွယ်ကနေချောင်းကြည့်နေကြတယ်ကိုချက်ကြီး तू ဘာလုပ်နေရဲ့ကျန်လေးဗျအဲ့နောက်တော့ဝိညာဉ်မော်တို့ကမြေကြီးကိုလက်နဲ့တူပြီးသူ့အိမ်တရာရှင်နာတွေကိုထည့်လိုက်တယ် ွချက်ကြီးဟောမဟောမ तू ကကိုချက်ကြီးပြောသလိုလုပ်နေရပါလားဗျကိုချက်ကြီးကဘာပြောလို့လဲငပေးရဲ့ဟာကိုချက်ကြီးပဲပြောတာလေစုချင်းခွင့်ရရင်အဲ့လိုလုပ်မှာစို့အဲ့ဒီတော့မှချက်ကြီးလေး तू ပြောထားတာကိုတတိယသွားတယ်ငပေးအနောက်ကနှစ်ဖွဲ့ကိုတောက်ခေါ်လာခဲ့ငပိန်လဲချက်ကြီးမဲထွက်သွားပြီးခေါ်လာခဲ့လိုက်ကြီးကိုချက်ကြီးဟာခလေးတို့နှစ်ဖွဲ့ကအဲ့ဒီဝိညာဉ်တော်ကိုမသိမသာနဲ့လိုက်သွားကြကြားလား ကိုလိုက်လာတော့မသိစင်းနဲ့နော်။ဒါနဲ့ဖိုးထူးတို့လည်းဝင်းညီမော်တို့ထွက်သွားတော့အနောက်ကနေလိုက်သွားကြတယ်။ငပိန်နဲ့ကြက်ကြီးကတော့ဝင်းညီမော်တို့ဖွက်သွားတဲ့ရေသနာတွေကိုပြန်တူပြီးတခြားတနေရာမှာသွားပြန်ဖို့ဖို့အတွက်လုပ်ငန်းစကြတော့တယ်။ဒီလိုနဲ့ဖိုးထူးတို့အားလုံးကိုစီလုံရမယ့်ကိစ္စကြီးလုပ်ပြီးသွားတော့မော်တို့ရဲ့အိမ်ကိုရောက်နေကြတယ်။အိမ်ထဲရောက်တော့ဝင်းညီမော်တို့က န်နံကိုရှင်လို့ဝိညာဉ်အဖြစ်ကနေလူအဖြစ်ကိုပြန်ပြောင်းလိုက်တယ်။ဟုတ်အခုမှပဲနေတာထိုင်တာရှိတော့တယ်။ဟမ်ဒါကိုမြင်လိုက်ရတော့ဖို့တူပါဟာစစ်စုပြောတာမှန်တယ်ဟာဝိညာဉ်မော်ကဝိညာဉ်မဟုတ်ဘဲနဲ့လူဖြစ်နေတာ우ကဲခင်ဗျာကိုချက်ကြီးတို့လည်းလူအတွင်ပြန်ပြောင်းလိုက်အောင်ပြီးမှဒီတကုတ်ဖမ်းချတာပေါ့ဒါနဲ့ချက်ကြီးတို့အုပ်စုလည်းလူအတွင်ပြောင်းမှုအတွက်အိမ်ပြန်လိုက်ကြတယ် ချက်ကြီးအိမ်မှာလူပြန်ဖြစ်မှန်းတယ်နဲ့လူပြန်ဖြစ်သွားကြပြီတုတ်ဘောကကိုချက်ကြီးဟိုဒါဆိုကျွန်တော်တို့အခုမော်ရိုးရဲ့အိမ်ကိုသွားကြမှာလားဗျမဟုတ်ဘူးကတို့စိတ်ကိုပဲသွားမှာလူပြောင်းပြီးပြီချင်းသူကတို့စိတ်မှာငှက်ထားတဲ့ရှင်နာတွေကိုလာရှာမှာပဲအဲ့ဒီကိုသွားကြမယ်ကိုချက်ကြီးပြောတဲ့အတိုင်းတကောမော်ရိုးကသူ့ရဲ့ရှင်နာကိုလာပြန်တူတယ်ဒါပေမဲ့ရတနာကိုမတွေ့လို့မော်ရိုးတယောက်ရောက်ရက်ခတ်သွားတယ်ဟာငါ ငှက်ရံတာတွေပဲဘယ်ဘယ်ရောက်တော့လဲမသိဘူးငါတီချမောက်ဒီနေရာမှာထားခဲ့တာပါဟမ်ဝင်းညင်တကိုးကြော်စင်ဒီယန္တနာထုတ်ကိုပြောတာလားဒီနေမဲ့ကြားလိုက်ရတော့မော်ရိုလဲအံ့ဟောသွားတယ်မင်းတို့ကဟိုဟိုတင်တင်မောကခီးသွားတယ်ပဲမင်းတို့ကလည်းလူတွေလားလူမို့မေးတွေ့နေရတာဘောကွာတကိုးကြော်စင်ကဟမ်လူပြည်မှာခိုးရတာအားမရတော့ဝင်းကြီးကျွန်းနေသွားပြီးခိုးတယ်မင်းဘလို့ကောင်းလဲကွာငါပင်ရတော့ စကားတွေများကြည့်ပြောနေတဲ့ကိုချက်ကြီးကိုစိတ်မရှိတော့တာနီးကြောင်ရည်ပြကိုချက်ကြီးဟာကျွန်တော်ဒီလိုပြင်းလိုက်ရအောင်ဗျာအဲ့လိုပြောပြီးတော့ငပိန်တို့တွေတကောဝိုင်းပြီးတော့ပြင်းလိုက်ကြတယ်မော်ရူလေးမလို့ပါနေဗျာဟိုကျွန်တော်နားလို့ပါဗျမလို့ပါနဲ့အဲ့ဒီတော့မှကိုချက်ကြီးလေးငပိန်တို့ကိုရက်ခိုင်းလိုက်တယ်မိဒီမှာတီးမလားသားမဝဉ္ညေကျောင်းကကျောင်းမိုက်စီမှာအပြစ်တန်ခံယူပြီးအသက်ရှင်မလားနှစ်ခုရေကတခုကိုပဲရွေးလိုက်တော့ မော်ရိုလဲချက်ကြီးကိုကြေးစားလူသက်သမားထင်သွားတယ်။ကျွန်တော်ကျွန်တော်ဝေခံမမယ်။ဝေခံပြီးတော့အပြစ်တန်ခံယူပါမယ်ဗျ။ကောင်းပြီ။ဒါဆိုရင်ကျုပ်တို့ဒီနေ့ပဲဝိညာဉ်ကြုံကိုပြန်မယ်။မင်းအခုချက်ချင်းဝိညာဉ်ပုံစံပြောင်း။ကျုပ်တို့လည်းဒီနေရာမှာချက်ချင်းဝိညာဉ်ပုံစံပြောင်းမယ်။နည်းနည်းလေးမှလှည့်စားမယ်မကြံနဲ့နော်။ကျုပ်ကြောင့်ကောင်းကောင်းသိစေရမှာ။အိမ်နောက်တော့ကိုကြံကြီးစကားအတိုင်းမော်ရိုလဲချက်ကြီးမင်းဝိညာဉ်ပြောင်းမှန်းတဲ့ကိုရွှေလို့ဝိညာဉ်ပြေပြောင်းလိုက်တယ်။ ချက်ကြီးနဲ့ဘုသူတို့ကလည်းဝိညာဉ်အဖြစ်ပြန်မြောင်းလိုက်ကြရင်ဒလုံနဲ့သူတို့တွေနောက်တစ်ချိန်တေးအများကျုံကိုရောက်လာကြတော့တယ်ကျုံးမိုင်ကကျေးဇူးတင်ပါတယ်ဗျာဟိုဒီဝိညာဉ်ကိုအဲဟိုမောက်ပါဘူးဟိုဒီလူကိုကျုပ်တို့ကောင်းကောင်းအဖြစ်ပေးလိုက်ပါမယ်ဗျာရပါတယ်ဟိုကျုပ်တို့လည်းနေမွေငွေပြန်မှုပြရမှာဆိုတော့ဟိုချင်းမြင့်မယ်ဆိုတဲ့စုချင်းလေးလုတ်ပါအောင်ဗျာအဟုတ်တာပဲ ။ဦးကျုပ်သွားယူလိုက်အောင်မေခဏပါနော်။ဒါနဲ့ကျုံးမိုင်လေးဒိုင်းစုတစ်ခုကိုသွားယူပြီးပြန်ရောက်လာတယ်။ကျုံးမိုင်ကဒီစုပါပဲ။ကျေးဇူးတင်ပါတယ်ဗျ။ချက်ကြီးကတော့ဒိုင်းစုကြီးကိုမြင်နေကဟမ်ဟိုငွေမဟုတ်ဘူးလားဗျ။မဟုတ်ပါဘူး။ဦးကျုပ်တို့စီမှာဒီဒိုင်းစုကအဖို့မပြတ်နိုင်တဲ့ရင်နာတပားပါပဲ။ဝိညာဉ်တိုင်းလိုချင်ကြတယ်။ဒီစုကိုပေးမှာပါဗျ။အိမ်တော်တော့ချက်ကြီးကအမရှိရဲ့လေတဲ့နေ။ ကဲခလေးတွေပြန်ကြရအောင်ဟိအမတ်တရားဖို့ကိုချက်ကြည့်ရဲ့ဟေးချက်ကြည့်ရတော့ဘာမှပြောပေးရှေးကနေစိတ်တဲ့ကြဆော်နေရှောက်သွားတော့ရီ